မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင် အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တတမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တုတ္တရေရနာဆုံးမစာ အခန်းတဲကလက်ကျင်ခံလေးဒီကို စတင်ပြီးတော့ဖြည့်ပြပေးသွားမှာဖြစ်ပါတယ်ဒီလက်ကျင်ငန်းတွေကနေပြီးတော့ရင်တန်ပေါက်ကြပြာရဲ့ကာယံယူပုံအကြောင်းကိုနော်သူကမေးထားတာဖြစ်ပါတယ်အဲ့ဒီကာယံယူပုံအကြောင်းလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တန်ပေါက်ကြပြာဆိုတာပထမဆုံးသိထားဖို့လိုပါတယ်တန်ပေါက်ကြပြာဆိုတာကြပြာစာကြောင်းတွေရဲ့နောက်ဆုံးမှာရှိတဲ့အတန်တွေကို တူညီအောင်လို့တကြောင်းနဲ့တကြောင်းအတန်ကိုပေါက်ပြီးတော့ရေးသားထားတာကိုတန်ပေါက်ကပြားလို့ခေါ်ပါတယ်ဒါဆိုရင်ဒီတန်ပေါက်ကပြားကိုသိသွားပြီဆိုရင်ကာယံအကြောင်းလေးကိုလည်းသိအောင်လို့ဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ကြပြဖွဲဆိုတဲ့နေရာမှာကာယံဆိုတာရှိပါတယ်ကာယံဆိုတာကတော့ကြပြစာကြောင်းနေရဲ့နောက်ဆုံ အတန်တူတန်ပေါက်တူတဲ့ပုံစံကိုဆိုလိုတာဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်ကာယံဆိုတာလိုပါတယ်လေဒါဆိုရင်ကာယံဆိုတာဘာကြောင့်လိုပါတယ်လဲဆိုတဲ့အခါကျတော့နံပါတ်1အချက်ကြပြာကိုညီညီညာညာဖြစ်စေဖို့အတွက်ကာယံလိုပါတယ်နံပါတ်2အတန်လှဖို့အတွက်ကာယံလိုပါတယ်နောက်မှတ်ရလွယ်ဖို့အတွက်နဲ့နောက်ဖတ်ရတာအစဉ်ပြေဖို့အတွက် ဒါကြောင့်ကြပြဆက်တဲ့နေရာမှာ ကာယံလိုတာဖြစ်ပါတယ်။ကြပြရေးချင်ရင်တော့ကာယံရဲ့အကြောင်းကိုအရင်ဦးဆုံးသိထားမှာဖြစ်ပါတယ်။ကာယံမသိလို့ရှိရင်ကြပြဆက်ပုံစံนี้မမှန်နိုင်ပါဘူး။ဒါဆိုလို့ရှိရင်ဒီကြပြလေးထဲမှာကြည့်မယ်။နော်ကိုပေးထားတဲ့ဒီတန်ပေါက်ကြပြလေးတဲ့ကို ကြည့်မယ်ဆိုရင်ကြပြဆက်นี้ စတဲ့ကြပြာစံနီးတွေတဲကနေပြီးတော့ရင်၄၃နှဆိုတဲ့၃ချက်ကြီးစံနီးနေနဲ့ဆက်ထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။เนาะဒီ၄၃နှအချိုးနဲ့ဆက်ထားတဲ့เนาะဒီကာယံတွေဟာဆိုလို့ရှိရင်เนาะအသက်လည်းညီတယ်၊ကာယံလည်းညီတယ် ကတ္တာဆိုရင်ဖတ်ကြည့်အောင်တပီးတော့ဝဲကျင့်ဆက်ဖွဲငားသွဲဝတ္တရာတဲ့ပထမပိုင်း၄လုံးနောက်၃လုံးနောက်နောက်၂လုံးမြောက်တပီးတော့ဝဲဝဲကျင့်ဆက်ဖွဲဖွဲငားသွဲသွဲဆိုပြီးတော့ရင်၄၃နှစ်အချိုးနဲ့ဆက်ထားတာဖြစ်ပါတယ် ဒါဆိုနောက်တစ်ပိုက်ကိုကြည့်အောင်ဆရာကြွလာထနေရာကြိုပါပြက်ဝက်တော်တဲ့ဆရာကြွလာဆိုတဲ့အတွက်ကြောင့်မလို့လာလေးတထနေရာရာဆိုတဲ့၃နဲ့ကြိုပါပါဆိုတဲ့2 4 3 2နော်၃ချက်နီးစက်နီးနဲ့ဆက်ထားတာဖြစ်ပါတယ်ဆရာကြွလာထနေရာကြိုပါ ပြက်ဝစ်တော်တဲ့ ကဲဒါဆိုရင်နောက်တစ်ပိုက်ကြအောင်လဲဆွဲတန်စာကဲ့ပမာဆရာမှားစကားတဲ့เนาะဒါလည်းဒီတိုင်းပဲစာမာယာနောက်တစ်ကြောင်ပြတိပညာမှတ်သားနာမြင်းစွာနှလုံးထားတဲ့နောက်ပထမဆုံးစာကြောင်းမှာညာဒုတိယမှာနာတတိယမှာစွာဆိုပြီးတော့ရင်၄၃နှင်းဆိုပြီးတော့ရင် ဒီသုံးချက်ညီဆက်နီးလေးနဲ့ဆက်ထားတာဖြစ်ပါတယ်ကာယံနော်အတက်လဲညီတယ်ကာယံလဲညီတယ်ကဲနောက်တစ်ချောင်းကြည့်အောင်နှလုံးဆွဲယူလေလာသူကျိုးမူလွန်တိုးပွားတဲ့ကဲဒီမှာလဲယူသူမူဆိုပြီးတော့ရင် ဒီကာယံလေးကိုယူထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမအဆုံးစာပိုက်မှာဝဲဖွဲသွဲဒုတိယမှာလာယာပါတတိယမှာစာမာယာစတုတ္ထမှာညာနာစွာနဲ့ယူသူမူဆိုပြီးတော့ယင် လေးသုံးနှစ်သုံးချက်ညီစက်နီးလေးနဲ့เนาะเนาะဆက်ထားတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ် ဒီစနီးလေးကတော့ကာယံအသက်တွေလည်းညီတယ်ကာယံလည်းညီတဲ့စနီးလေးပဲဖြစ်ပါတယ်ကာယံယူပုံလေးနားလည်မယ်လို့ထင်ပါတယ်ပထမကနော်လေးဆိုတာက စာကြောင်းစလုံး၄လုံးနောက်စာလုံး၃လုံး၃လုံးမြောက်၄လုံးမြောက်၃လုံးမြောက်နောက်၅သွဲဝတ္တရ၂လုံးမြောက်၄၃၂ နောက်တစ်ခုဆရာကြွလာထနေရာကြိုပါပြန့်ဝစ်တွာလားဆိုတာလေးလုံးမြောင်ရာဆိုတာသုံးလုံးမြောင်နဲ့ပါဆိုတာနှလုံးမြောင်အဲ့လိုပဲနောက်တစ်ခုလဲဆွဲတန်စာကဲ့ပမာဆရာမှားစကားတဲ့စာဆိုတာလေးလုံးမြောင်မာဆိုတာသုံးလုံးမြောင်နဲ့ရာဆိုတာနှလုံးမြောင် နောက်တစ်ကြောင်မှလည်းပြတိပညာမှတ်သားနာမြင်းစွာနှလုံးထားတဲ့เนาะညာဆိုတာလေးလုံးမြောက်နာဆိုတာသုံးလုံးမြောက်နဲ့စွာဆိုတာနှလုံးမြောက်နော်နောက်တကြောင်ကနှလုံးဆွဲอยู่လေးလာသူကျိုးမူလွန်တိုးွားဒါမှလည်းဒီတိုင်းပဲလေးလုံးမြောက်သုံးလုံးမြောက်နဲ့နှလုံးမြောက်နော်ဒီလေးသုံးနှစ်အချိုးနဲ့နော်ဆက်ထားတဲ့ကာယံလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် ဒီကပြားဆက်တဲ့နေရာမှာကာယံဟာဘာကြောင့်လိုသလဲနော်ဒါလေးကသိထားမှာ ဖြစ်ပါတယ်နဘက်ဘာကြောင့်လိုသလဲဆိုတော့ကပြားကိုညင်ညင်ညာညာလေးဖြစ်စေတဲ့အတန်လေးတွေလှတဲ့မှတ်ရလွယ်တဲ့ဖတ်ရအစင်ပြေတယ်ဒါကြောင့်မလို့ကပြားဆက်တဲ့နေရာမှာကာယံယူဖို့အရန်အရေးကြီးပါတယ်ဒါကတော့တတ္တမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ တန်ပေါက်ကပြာအမျိုးအစားလေးတကနေပြီးတော့ရင်ကာယံယူပုံလေးအကြောင်းကိုရှင်းပြခဲ့တာဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်